စာလံကျမ်းအခန်းကြီး21အိုးထာဝရဘုရားမင်းကြီးဒီကိုတော်ဤအစွမ်းတတိကြောင့်ဝမ်းမြောက်၍ကဲတင်တော်မူခြင်းအပြင်အလုံးရွှေလန်းပါ၏သူဤနှုတ်နှင့်ဆုတောင်းဒီကိုငင်းပယ်တော်မူသူဤစိတ်အလိုရှိသည့်အတိုင်းပေးသနာတော်မူပြီးကောင်းမြတ်သောမင်္ဂလာတို့ကိုအဥပြု၍ပေးတော်မူ ရွှေစင်ဒရဘုကူသူဤခေါင်းပေါ်မှာတင်တော်မူပြီးသူသည်အသက်ကိုဆုတောင်း၍ကိုရောသည်အသက်မကထာဝရအသက်ကိုပေးသနာတော်မူပြီးကဲတင်တော်မူခြင်းအဖြစ်သူသည်ဘုံကြီး၍လက်တော်မှဂုံအတီနှင့်တကိုးအာနုဘော်ကိုခံရပါ၏ကိုရောသည်သူကိုထာဝရမင်္ဂလာအရာ၌ခန့်ထား၍မျက်နာတော် အာဖြစ်အလိုဝမ်းမြောက်စေတော်မူ၏။ကြောင်းမူကားမင်းကြီးသည်ထာဝရဘုရားကိုကိုးစား၍အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့်တည်ကြည်တတ်ပါ၏။ကိုရောဤလက်သည်ယံသူအပေါင်းတို့ကိုတွေ့၍ကိုရောကိုမုံသောသူတို့ကိုလက်ရလက်တော်သည်တွေ့တော်မူမည်။အမျက်တော်ထွက်သောကာလ၌သူတို့ကိုမီးဖူကဲ့သို့ဖြစ်စေတော်မူ ထာဝရဘုရားသည်အမျက်တော်အားဖြင့်သူတို့ကိုမျိုးတော်မှု၍မိသည်လဲလောင်းစားပါလိမ့်မည်သူတို့အမျိုးအနွယ်ကိုမြေကြီးမှပယ်ရှင်း၍တားစီမြင်းဆက်တို့ကို လူမျိုးတွေကဖျက်ဆီးတော်မူမည်ကြောင်းမူကားကိုတော်သည်တစ်ဖက်၌မကောင်းသော အကြံကိုကြံစီ၍မကောင်းသောပြည့်ရဲ့ကိုပြုတ်ပါပြီတော့ရတွင် အကြံမထမမြောက်ကြ ထို့ကြောင့်သူတို့မျက်နာတစ်ဖက်၌လေးများတော်ကိုရွေ၍သူတို့ကြောကိုလှဲ့စေတော်မူမီ။ဩထာဝရပြာကိုတော်သည် အစွမ်းတတိတကိုးတော်အဖြစ်ချီးမြောက်ခြင်းရှိတော်မူစေတည်း။အကျွန်ုပ်တို့သည် တကိုးတော်ကိုထောမနာတခြင်းဆိုကြပါမည်။